အားလုံးပဲမင်္ဂလာပါရှင် Digital Fusion Company မှာကြိုဆိုပါရရှင်ဒီဗီဒီယိုလေးမှာဆိုရင်တော့ညီမကအကျွေးဆက်တဲ့ပုံစံလေးနဲ့ပတ်သက်ပြီးတော့ပြောပြပေးမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ customer တွေကကိုယ့်ကိုအကျွေးလာဆက်တဲ့အခါမှာဘယ်လိုမျိုးတွေညီမတို့က အကျွေးဆက်တာကိုစရင်သွင်းလို့ရတယ်ဆိုတဲ့အကြောင်းလေးကိုပြပြပေးပါမယ်။ဒီတော့အကျွေးဆက်တဲ့အခါမှာစရင်သွင်းလို့ရတဲ့နှစ်နည်းရှိပါတယ်။ဒီထက်ရမှညီမကပထမနည်းဖြစ်တဲ့ဘောင်းချာအလိုက်အကျွေးဆက်ခြင်းအကြောင်းကိုညီမကပြပြပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။ဒီတော့ဘောင်းချာအလိုက်အကျွေးဆက်တာကိုညီမတို့ကကြည့်ကျင်နေလို့ရှိရင်တော့ဒီအကျွေးစရင်ဆိုတဲ့ကဏ္ဍထဲမှာလာပြီးတော့မှရရန်ရှိလေးထဲမှာကြည့်လို့ရပါတယ်။ဒီတော့ရရန်ရှိရမှာဆိုရင်ဒီဘောင်းချာရဲ့ကညီမတို့ကဒါအကျွေးရမယ့်ဘောင်းချာကြီးပဲဖြစ်ပါရဲ့။အဲဒီတော့ဒီမှာဆိုလို့ရှိရင် customer ကဒီမှာပေါ့နော်၄ဦးရှိ ၃ခုရှိရပါတော့ဘောင်ချာကအဲ့တော့၄ဆောင်ရှိပါတယ်ဒါဟိုမှာ customer ကမော်မော်ရှိမယ်လှလှရှိမယ်ပြီးတော့မျိုးကြီးကတော့၂ဆောင်ရှိပါတယ်ဒါကိုညီမကဘောင်ချာ light အတိတ်ဆက်တဲ့အကြောင်းလေးကိုပြပြပေးပါမယ်ရှင်ဒီတော့ဒီမှာမမောဆိုတဲ့ customer ကအကျွေးလာဆက်တယ်ဆိုရင်ဒီမမောဆိုတဲ့ voucher ရှိတဲ့ number လေးမှာမျှလေးလာတင်ပြီးတော့မှဒီမှာရှိတဲ့ account ခလုတ်လေးကိုနှိပ်ပြီးတော့ညီမတို့ကအကျွေးဆက်လို့ရပါတယ်။ ။ဒါဆိုရင်တော့ညီမတို့ရရန်ရှိငွေပမာဏက8000ခွဲပါ။အဲ့ဒါကိုမှပေးငွေဆိုတဲ့နေရာမှာ customer ကအကြည့်ချသွားရင်တော့ဒီပေးငွေဆိုတဲ့နေရာမှာညီမတို့က8000ခွဲဆိုပြီးတော့ထည့်ပေးရမှာပဲဖြစ်ပါတယ်။တကယ်လို့ customer ကဘဏ်နဲ့ပေးရဆိုရင် တော့ဘဏ်ဖြင့်ပေးချင်ပြီဆိုတာလေးကိုအမှန်လေးချစ်ပြီးတော့ဒီအောက်ကအချက်လက်လေးတွေကိုဖြည့်သွင်းပေးရမှာပဲဖြစ်ပါရဲ့ရှင်။ပြီးရင်တော့မှတ်ချက်ဆိုတဲ့နေရာမှာလည်းကိုကကိုပေးချင်တဲ့မှတ်ချက်လေးတွေကိုပေးလို့ရပါတယ်။ဒီမှာကတော့ငွေသားပေးရဆိုတဲ့ပုံစံနဲ့ပဲပေးကြပါမယ်။ဒါကြောင့်မလို့ညီမတို့တန်ဖိုးပမာဏ8000ခွဲလုံးကို customer က အပြည့်လာပေးသွားပြီးတော့ဒါကြောင့်မလို့ညီမကပေးငွေမှာ1000ခွဲလို့ထင်မယ်ပြီးရင်တော့သိန်းကြီးစွာလေးကိုညီမရွေးလိုက်ပါမယ်ဒါဆိုရင်ခုနကတော့ကညီမတို့ရရန်ရှိရမှာဘောက်ထားက4000ရှိရဲ့အခုဒီမှာဆိုလို့ရှိရင်တော့3000ပဲရှိရောတဲ့ဘာကြောင့်လဲဆိုတော့ညီမတို့ကဒါကအကျွေးရသွားတဲ့ဘောက်ထားဖြစ်တဲ့အတွက်ကြောင့်မလို့သူက အကျွေးကိုအပြည့်ရသွားရင်ဒီဘောက်ထားတွေကနေပြီးတော့ပြတ်သွားတာပဲဖြစ်ပါတယ် ဒါဆိုရင်ဒီလှလှဆိုတဲ့ customer ကိုလည်းညီမအကျွေးဆက်ပြပါအောင်မယ်ဒီမှာဆိုလို့ရှိရင်တော့လှလှကညီမတို့ကိုအကျွေးလာဆက်တဲ့ဆိုရင် အပေါင်းလေးကိုနှိပ်ပြီးတော့ညီမတို့ကခုနှစ်ခါအတိုင်းပဲပြုလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီမှာသလပေးရမယ့်ပတ်စံပမာဏက3သိန်းနဲ့တပေါင်ပါဒါကူမှာအကြည့်ချေတဲ့ပုံစံမဟုတ်ဘဲနဲ့ညီမက3သိန်းပေးတယ်ဆိုပြီးတော့ပဲဒီသိန်းဝင်มาလာပြီးတော့ထည့်ပြပါမယ် ဒါဆိုလို့ရှိရင်တုံးသိမ့်ပေးရဆိုပြီးတော့ညီမကပြီးတော့တိမ့်လိုက်ပါမယ်ရှင်။အဲ့ဒါဆိုရင်တော့လှလပေးရမယ့်ပတ်စံပမာဏက1000ပဲကျန်ပါတော့တယ်။ဘာကြောင့်လဲဆိုတော့ညီမတို့ကခုနှစ်ကတုန်းကတုံးသိမ့်ဆက်ခဲ့လိုက်လို့ပါ။ဒါဆိုရင်ဒီပေါင်းချလေးမှာကြည့်မယ်ဆိုရင်တော့စုစုပေါင်းပမာဏကတုံးသိမ့်1000ပါ။ပေးငွေက3000တုံးသိမ့်ဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်။ညီမတို့ရဲ့ရရန်ရှိငွေကတော့ တပေါင်းပဲရှိပါတော့တယ်ဒီမှာဆိုလို့ရှိရင်ငွေပေးချေချင်းမှတန်ကိုအသေးစိတ်ကြည့်လို့ရပါတယ်ရှင်ဘယ်နေ့ရနေပြီးတော့အကျွေးလာဆက်သွားရဲပေါ့နော်ပတ်စာပါမာနာဘလောက်ကိုပေးသွားရဲဆိုတာမျိုးညီမတို့ကကြည့်လို့ရပါတယ် ဒါဆိုရင်အဲ့လိုမဟုတ်ဘူးညီမတို့ကနောက်ထပ်ဘယ်လိုမျိုးနဲ့ဒီအကျွေးဆက်သွားတဲ့စရင်တွေကိုကြည့်လို့ရလဲဆိုတော့ညီမတို့ကဒီမှာဆိုရင်အကျွေးစရင်ဆိုတဲ့ကဏ္ဍထဲမှာမှာကုံရောင်းသူ లై ကုံွယ်သူ లై ငွေပေးချေမှုမှတ်တမ်းလေးရှိပါတယ်ဒါဆိုရင် supplier ကကိုကိုကိုကဘောနော် supplier ကိုအကျွေးဆက်လိုက်တယ်ဆိုရင်တော့ဒီရောင်းသူကိုမှကြည့်လို့ရတယ်အခုကတော့ ကစတမာကအကျွေးလာဆက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကုံဝယ်သူလိုက်ငွေသွေးချေမှုမှတ်တမ်းလေးတွေမှာညီမတို့ကအကြည့်လို့ရပါတယ်ရှင်။ဒါဆိုလို့ရှင်ရင်ညီမတို့ကဒီကုံဝယ်သူဆိုတဲ့နာမည်နေရာမှာကုံဝယ်သူရဲ့နာမည်အလိုက်ရှာလို့ရပါတယ်။ဒါဆိုရင်ခုနကတော့က လှလှကအကျွေးဆက်သွားတယ်။ဒီတော့ကြည့်လိုက်မယ်ဆိုရင်လှလှအကျွေးဆက်သွားတဲ့ပေါင်းထားကိုတွေ့ရမှာပါ။နောက်ထပ်တစ်ခုကတော့ခုနကအကြေးချေခဲ့လိုက်တဲ့မော်မော်ဆိုတဲ့ customer ပါ။အဲ့တော့မော်မော်ကိုကြည့်လိုက်မယ်ဆိုရင်မော်မော်ကဒီမှာ0ကျပ်လို့ပြနေပါတယ်။သူ့ရဲ့ပေါင်းထားလေးကတော့သူဝယ်သွားတဲ့ပတ်စံပမာဏဒီမှာဆိုရင်8000ခွဲပါ။အဲ့ဒါကိုသူကဒီမှာအကျွေးကို8000ခွဲလုံးဆက်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့က အကျွေးလဲရပြီးသွားပြီဆိုတော့ဒီမှာဆိုရင်အကျွေးပမာဏနေရာမှာတန်ဖိုးငွေက0ဆိုပြီးတော့ဖြတ်ပေးရပဲဖြစ်ပါတယ်။အဲ့တော့အကျွေးလာဆက်လို့ရှိရင်ရရန်ရှိဆိုတဲ့ကဏ္ဍတွေမှာဒီနားမှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ညီမတို့ကတစောင်းချင်းပေါင်းချလိုက်ပေါ့နော်။အကျွေးဆက်သွားလို့ရတယ်။တကယ်လို့ဒီလိုမျိုးအကျွေးဆက်သွားတဲ့စရင်းကိုပြန်ပြီးတော့ကြည့်ကျင်နေဆိုလို့ရှိရင်တော့ကုံွယ်သူ live ငွေပေးချင်မှုမှတ်တမ်းဆိုတာလေးမှာညီမတို့ကကုံွယ်သူ live ပေါ့နော်။ဒီမြားလေးကနေနှိပ်ပြီးတော့ညီမတို့ကကြည့်လို့ရပါတယ်။ပြီးရင်တော့ customer live ဒီလိုမျိုးကြည့်လို့ရတယ်။ပြီးတော့ဖယ်နေရပေးသွားတဲ့ ဘယ်လားပြီးသွားတယ်စတဲ့အရာကြီးကိုညီမတို့ကဒီနေရာလေးမှလည်းရွေးချယ်ပေးလို့ရပါတယ်ရှင်။ဒါဆိုရင်တော့ voucher alike အကျိုးဆက်တဲ့အကြောင်းလေးကိုညီမကအခုပြပြပေးသွားတာပဲဖြစ်ပါတယ်ရှင်။အားလုံးပဲတာယာအေးဆန်းသောနေ့ရက်လေးဖြစ်ပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။